နေ့စဉ်ရုပ်သံတင်ဆက်စီစဉ်ကချုပ်ပါရယ်ဒီကနေ့မြန်မာတက်ဂရိတ်1389ခုနှစ်ဘာဇိုလာဇန်းဆန်းနဲ့ခရစ်တက်ဂရိတ်2019ခုနှစ်ဇူလိုင်လ9ရက်ဗိုလ်တော်ဘူးနေ့အတွက်နောက်ဆုံးရရှိတဲ့တင်ဆက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ဒီကနေ့မှရှုစားမယ့်တင်ဆက်မှာဆိုရင်တော့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကပါတီစည်းလုံးညီညွတ်ရေးလမ်းညွှန်ချက် ထုတ်ပြန်ခဲ့တဲ့တင်ဆက် မြန်မာရွှေပြောင်းလို့သမားတွေ MOU စနစ်နဲ့ထိုင်းနိုင်ငံကိုပြောင်းဝင်နိုင်အောင်စီစဉ်ပေးမယ့်အကြောင်းယူလီယာဒုံးကြီးထိပ်ဘူးတက်ဆင်နိုင်ပြီလို့မြောက်ကိုရီးယားကကြေညာခဲ့တဲ့တဲ့စားရတဲ့တဲ့အခုတခြားထူကြတဲ့ပြည်ရင်းပြည်ပါတဲ့တဲ့ကိုလည်းစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ခုပထမဆုံးအနေနဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေတို့တော်ကိုယ်စားလှယ်တွေတိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ဝင်တွေအနေနဲ့အပြန်အလှန်လေးစားမှုနားလည်ယုံကြည်မှုတို့နဲ့စီးလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ကြဖို့လက်ညွန်ချက်တစ်စောင်ကိုဇူလိုင်လ၄ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။အဖွဲ့ချုပ်ရဲ့ပါတီစည်းရုံးရေးပုံမထိရောက်ဖို့အချက်ဆက်တစ်ချက်ပါတဲ့လက်ညွန်ချက်ကိုပါတီဗဟုအလုံးမှုဆောင်အဖွဲ့ကထုတ်ပြန်ခဲ့တာဖြစ်ပြီးပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့မြို့နယ်အလုံးမှုဆောင်အဖွဲ့တွေစီလုံးမှုအားကောင်းအောင်ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ သူတွေကိုစိတ်ညိုညင်စေပြီးပါတီစည်းလုံးညီညွတ်ရေးကိုထိခိုက်ပြပြစေမဲ့အပြောအဆိုအပြုအမူအကျင့်စာရိတာပြပြမှုနဲ့ပါတီဆန္ဒဆွဲပုဂ္ဂိုလ်ဆွဲလူမျိုးဆွဲတွေကိုရှောင်ကျဉ်ကြဖို့လေကြီးညာချက်မှာသတိပေးဖို့ပြထားပါတယ်ခင်ဗျာထိုင်းနိုင်ငံကပြန်လာတဲ့အလုပ်သမားတွေကိုနေဆက်ကနေ MOU စနစ်နဲ့ပြန်လည်သွားနိုင်အောင်လို့မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်ကစီစဉ်နေပါတယ်ဒီကြောင့်ကိုရုပ်သံသတင်းတစ်ပုဒ်အနေနဲ့ရှုစားရမှာဖြစ်ပါတယ်ခင်ဗျာ ိုင်းနိုင်ငံကထုတ်ပြန်လိုက်တဲ့ရွှေပြောင်းအလို့သမားဥရီတေကြောင့်တောင်းနဲ့ချီတဲ့ထိုင်းနိုင်ငံရောက်ရွှေပြောင်းအလို့သမားတွေပြန်လာနေကြပါတယ်။ထိုင်းနိုင်ငံကအထောက်ထားမခံလို့တဲ့အတွက်ပြန်ရောက်လာကြတဲ့မြန်မာရွှေပြောင်းအလို့သမားတွေကိုထိုင်းမြန်မာနယ်စပ်ကနေနိုင်ငံအလို့သမားစီလုပ်ကို MOU စနစ်နဲ့ပြန်လည်သွားရောက်အလို့လုပ်ကိုင်းနိုင်အောင်စီစဉ်နေတယ်လို့မြန်မာပြည်ပအလို့အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ကပြောပါတယ်။ ကလေးတွေကိုအဖမ်းမခံရခင်အကိုတို့တွေဒီပညာပေးစင်နဲ့အမြန်ဆုံးပြန်လာဖို့ပေါ့နော်ပြန်လာတဲ့အခါမှာလည်းဒီဘက်ကနေပြီးတော့နေဆက်မှာသွားကြိုးဖို့တွေပါတယ်အခုလိုစီစဉ်ပေးခြင်းလေဒါနေဆက်ကနေဆက်မှာကြိုးမယ်သူတို့ဟိုဘက်မှာကြာထိုင်းဥပဒေရ2500ဟိုပေးလိုက်ဓာငွေဆောင်းလိုက်ပြီဆိုရင်သူတို့ကပြန်လာခွင့်ရှိတယ်ဒါတွေကနော်အဲ့အားလေးနဲ့ပဲပြီးွားပြီးတော့တော့ကြတကယ်လို့အဲ့တော့ငါလည်းမပေးမနဲ့ဆိုရင်တို့ကထောင်းနေပါရောပါကြောက်သွားမှာဆိုတော့အဲ့လိုပြန်လာဟိုဘက်ထိုင်းတရောမှာပြန်လာဒီဘက်ကျရင်လည်းအခုကနေဆက်ကနေကြိုပြီးတော့မှဟုတ်လား ်သက်ဆိုင်အေဂျင်စီကြိုက်တဲ့အေဂျင်စီနဲ့လုပ်ဖို့အတွက်ပေါ့နော်ကြိုးစိုးရေးတွေပါကိုလို့လုပ်ဖို့တော့ပြင်ဆင်ထားတာရှိတယ်အေဂျင်စီကတော့ဒါလေးကိုလည်းအများဆုံးအကောင့်ထဲပို့ဖို့ကိုလို့ကြိုးစားနေပါတယ်ထိုင်းနိုင်ငံကို MOU စနစ်နဲ့တွားရောက်အလုပ်လုပ်ကင်မှုတဲ့ဝန်ဆောင်ကားအဖြစ်မြန်မာကျွမ်ဝေးတသိန်းခွဲကြားသင့်မှာဖြစ်ပြီးထိုင်းလို့ရှင်ဘက်ကိုထိုင်းဖန်ဝီတသောင်းချက်ပေးသွင်းရမှာဖြစ်ပါတယ်။ဒါပေမဲ့ထိုင်းရွှေပြောင်းအလုပ်သမားဥပဒေအသေးရထိုင်းလို့ရှင်ဘက်ကဖျက်တော့တဲ့ဘန်ဝင်တသောင်းပေးဆောင်စရာမလိုတော့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံပြန်လာကြတဲ့မြန်မာရွှေပြောင်းလူထုများရဲ့တရားဝင် MOU စနစ်နဲ့သွားနိုင်အောင်မြန်မာပြည်ပလုပ်ငန်းဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ကစီစဉ်ထားတာတွေနဲ့ပတ်သက်ပြီးအဖွဲ့ချုပ်အထွေထွေအတွင်းမှုကအခုလိုပြောပါတယ်ကျွန်တော်တို့ကတော့ဘာဟို plan ကိုဘာလုပ်ထားလဲဆိုတော့အခုပြန်လာတဲ့အလို့သမားတွေပြန်လာကြမယ်ဗျတရားမဝင်မှုဆိုရင်ဖမ်းမိဆိုရင်တော့ပြန်လာကြမှာပဲပြန်လာတဲ့အလို့သမားတွေကိုသူတို့အရင်မိခင်လုပ်ငန်းခွင်တွေပြန်လဲဝင်ရောက်ရေးဒါမှမဟုတ်ဒီပြင် အခြားခြားသောအလုပ်ငန်းတွေမှာတရားဝင်ပြန်ပြီးတော့ဝင်ရောက်ရေးအတွက်ကိုတတ်နိုင်ဆုံးဟိုဆိုလိုတာဟိုဈေးနှုန်းအားစပါဗျာကျွန်တော်တို့တတ်နိုင်ဆုံးကုညီနိုင်တဲ့အပိုင်းအနေပြီးတော့ဒီအလုပ်သမားတွေကိုပြန်လဲနေရာပြန်သူတို့လုပ်ငန်းဝင်တွေပြန်လဲလုပ်ကင်ဖို့နိုင်ဖို့အတွက်ကိုလုပ်ပေးဖို့တော့ကျွန်တော်တို့အဖွဲ့ချုပ်ကစီစဉ်ထားပါလက်ရှိအချိန်မှာထိုင်းနိုင်ငံကရွှေပြောင်းအလုပ်သမားဆိုင်ရာဥပဒေကိုထိုင်းအစိုးရက6လဆိုင်ငံကာလအဖြစ်ပြန်လဲရုပ်သိမ်းကြောင်းကြေညာထားပြီးမြန်မာနိုင်ငံကရွှေပြောင်းအလုပ်သမား2000နီးပါး ဒီကိုပြန်လည်ဝင်ရောက်လာခဲ့ပါတယ်ခင်ဗျာထိုင်းမြန်မာနယ်စပ်ဝေမောင်အသီးသီးကနေပြည်ရင်းကိုပြန်ဝင်လာတဲ့မြန်မာနိုင်ငံသားအလုသမားပေါ့3469ဦးရှိပြီလို့အလို့သမားလွေမှုကြီးကြဲတဲ့ပြည်သူအင်အားဝန်ကြီးဌာနကဝန်ကြီးဦးသိန်းစွေကပြောပါရယ်။နေပြည်တော်မှာဇူလိုင်လ9ရက်နေ့ကပြုလုပ်ခဲ့တဲ့အလို့သမားဝန်ကြီးဌာနရဲ့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာဖြစ်ပြီးပြန်ဝင်လာသူတွေထဲမှာအထောက်အထားရှိသူတွေရောအထောက်အထားမရှိသူတွေပါပါဝင်နေပါရယ်။ အထောက်ထားရှိသူတွေကအလောက်ကိုင်နေရလွယ်နေတာမျိုးတွေရှိတဲ့ပေါ်ဆိုရင်လည်းအတွက်ပြန်ဝင်လာကြတာဖြစ်ပါတယ်မြန်မာအစိုးရအနေနဲ့ဒီလိုတွေဖြစ်လာနိုင်တဲ့ဆိုတာကိုမြန်မာအလုပ်သမားတွေသိအောင်ကြိုတင်သိပေးမှုတွေပြုလုပ်ခဲ့ပါတယ်ဒါပေမဲ့ထိုင်းအစိုးရကအခုလိုရုပ်ချီးဖန်ဆီးတာမျိုးလုပ်လိမ့်မယ်လို့တော့မျှော်လင့်မထားခဲ့မှုလို့လည်းပြည်အောင်စုဝန်ကြီးဦးသိန်းစွေကပြောပါတယ်ခင်ဗျာရွှေဘုံသာလန်းကအဟောင်းပစ္စည်းရောင်းဝယ်တဲ့ဈေးတန်းကိုရန်ကုန်မြို့ကန္နာလန်းမှာရှိတဲ့ညာသေးကိုရွှေဘုံ စည်းစစ်တဲ့နေရာမှာကြံ့ကြာမှုတွေဖြစ်ပေါ်နေပါတယ်ဒီအကြောင်းကို MCN သတင်းတော်ကျော်တိုးလင်ကသတင်းပေးပို့ထားပါတယ်ခင်ဗျာရွှေဘုံနာထက်လန်ကအဟောင်းပစ္စည်းရောင်းဝယ်ဈေးထဲမှာဈေးရောက်ချသူတွေကိုကန်းနားလဲညာစည်းစီပြောင်းရွှေ့ဖို့ရန်ကုန်မြို့တော်စီမံတာရေးကော်မတီစီမံရေးရဌာနမှာရှောက်လော်တွေကိုထုတ်ပေးခဲ့ပါတယ်ပြောင်းရွှေ့ရမယ့်ဈေးရောက်ချသူတွေထဲမှာတုံးခေါက်ကျိုးမှတ်ပုံတင်ကန်ဆောင်သူတွေပါဝင်ပြီးလောက်ဝကထောက်ခံချက်ရယူဖို့ခက်ခဲသူတွေပါဝင်နေတာကြောင့်ကြန့်ကြာနေတာပါကျွန်တော်တို့အဓိကတော့ တို့ဆန္ဒရှိဘူးပါဆန္ဒမရှိပဲရွှေ့အချင်းမပြေဘူးပါနော်တို့ကကြရတာဆန္ဒရှိဘူးနံပါတ်1ဆန္ဒရှိဘူးဆိုရှောင်းမယ်ရှောင်းရင်ကျွန်တော်ကအပုတ်နေပါတော့ပါတယ်အပုတ်နေမူရင်းကျွန်တော်တောက်ခံပါတယ်အဲဒီဟာလေးပုတ်နေဟိုလွဲမောင်းမဖြစ်အောင်နော်လွဲမောင်းအထုတွေပါလေးဖြစ်မှာဆိုတဲ့အတွက်ဒါလေးရှိတယ်ဘယ်မှချိုးခက်ခဲလေးရှိတဲ့အပုတ်နေနေကြတော့ကျွန်တော်လာဝကနေထောက်ခံချက်ယူနေပါတယ်အဲလာဝကထောက်ခံချက်ယူလို့ချိုးရတယ်ပြန်နေတင်ပြဖို့ကြာနေတော့ရှောက်လာတော့တင်ပြတာပြီလာဝကထောက်ခံချက်ဒီမပါလာသေးဘူးတဲ့စောင့်နေရတယ်ရှိပါတယ် ရန်ကုန်မြို့တော်စီပင်တာရေးကော်မတီအနေနဲ့လဲရှောက်လော်တွေကိုစီစစ်ပြီးကမ်းလှညစီတနေရာမှာပြန်လည်နေရာချထားပေးမှာဖြစ်ပါတယ်။အဲ့လိုပြောင်းရွှေ့ရဲ့ပေါ်ဈေးအောင်ချသူတွေအများစုကကျင်းနေကြပေမဲ့မဲနဲ့ရွေးချယ်ပြီးနေရာပြန်လည်စီစဉ်ပေးမှာကိုတော့စိုးရင်သူတွေလည်းရှိနေပါတယ်။ ဟုတ်တယ်ခက်ခဲရတော့ဘာခက်ခဲကြီးလဲတော့ကိုပိုင်မှတ်ပုံနေနေသုံးောက်ကျိုးတွေကိုတို့မြန်မာနိုင်ငံလောက်ကတရားမထုတ်ပြရတဲ့ကက်တွေအဲ့ကက်တွေကအကျုံးဝင်တို့မျိုးဖြစ်တယ်အကျုံးဝင်တို့မျိုးဖြစ်နေပြီးအဲ့လောက်ကကနေပြီးတော့ထောက်ခံချက်ပါမှဒီသုံးောက်ကျိုးမှတ်ပုံနေနေတရားဝင်တင်ပြီးတော့ဘယ်လိုကောင်းလဲနေရာနေရာခက်ခဲတော့ဗောနော်တရားတွေ တရားဝင်တင်သွင်းမှုအတွက်ကိုထောက်ခံတာတောင်းတယ်အဲ့ဒါအခက်အခဲဖြစ်နေတယ်ဒီလေဟောတချို့နေရာတွေဆိုလို့ရှိရင်ရန်ကုန်မှာလက်ရှိလောက်တာလုပ်နေရနေရောက်နေတယ်မန္တလေးလို့မော်လမြိုင်လို့ဆိုလို့ရှိရင်ကိုယ်ပြန်ပြီးတော့ထောက်ခံတာယူဖို့တော့အင်မတန်မှမလွယ်ဘူးနေတယ်အဲ့ဒီအခက်အခဲတော့ကိုယ်မှာဖြစ်နေတယ်အဟောင်းပစ္စည်းစီးတဲ့မှာဈေးအောင်ချသူတွေကိုစုလီဖျားလန်းနဲ့ပန်ဆိုရန်လန်းချကန်နာလန်းညာဈေးကိုပြောင်းရွှေ့ရမှာဖြစ်ပါတယ်ဆိုင်ရန်တခန့်အကျယ်ကတော့၄ဘီ၈ဘီပတ်လည်ဖြစ်ပါတယ် လက်ရှိအဟောင်းပစ္စည်းဈေးထဲမှာဈေးရောင်းချသူ200ကျော်ရှိနေပြီးနေ့စဉ်ညနေ3နာရီကနေည9နာရီထိရောင်းချနေကြတာပဲဖြစ်ပါတယ်ခင်ဗျာ Skyline တွင်သဘာဝဘေးနဲ့ရေကြီးရေလျှံမှုတွေကြိုတင် ကာကွယ်ဖို့အတွက်တိုင်းဒေသကြီးအစိုးရကခရိုင်သဘာဝဘေးကော်မတီတွေကိုတတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။တိုင်းအတွင်းမှာရေကြီးရေလျှံမှုကမ်းမပြိုကျမှုဖြစ်ပွားလာနိုင်တဲ့အတွက်ထိရောက်စွာကာကွယ်တိုင်းရေမလွဲရှောင်တာကြုံတွေ့လာရင်လည်းပျက်စီးဆုံးရှုံးမှုတွေနှေးပေါင်းအောင်လှုံ့ဆော်ရေး အချင်းတို့အတွင်းပုံမှန်လူနေမှုဘဝကိုပြန်ရအောင်လှုပ်ဆောင်ရေးတို့အတွက်အစိုးရအဖွဲ့အစိုးရမဟုတ်တဲ့လူမှုအဖွဲ့အစည်းတွေပူးပေါင်းပြီးလှုပ်ဆောင်ကြပါလို့သတိပေးဖော်ပြချက်မှာဖော်ပြထားပါတယ်။စကိုင်းတိုင်းဒေသကြီးတမောဝဘေးရနဲ့စီမံခန့်ဝဲမှုကော်မတီက KI ကော်မတီ၁၀ခုအတွက်အရေးပေါ်၃၀ဖို့ကျက်သိန်း၁၀၀စီလွှတ်အပ်ပေးထားပြီးကြိုတင်စီမံချက်တွေရေးဆွဲထားဖို့လည်းညွှန်ကြားထားပါတယ်။လက်တလောမှာစကိုင်းတိုင်းခန်းဒီမြို့အနေမှရက်ွက်တွေမှာရေကြီးရေလျှံမှုတွေအနေငယ်စတင်ဖြစ်ပေါ်နေပြီး ။ချင်းနှင်းမြေရိုးတလျှောက်ကမြို့တွေမှာစိုးရိမ်ရေမှတ်ထက်ကျုံလွန်လာနိုင်တယ်လို့မိုးလေဝသဌာနကသတိပေးထားပါတယ်ခင်ဗျာ။မိုးပြင်းရဲ့လွှတ်တော်မှာဝန်ထမ်းတစ်ခန့်အပ်တဲ့နေရာမှာဝေကြီးတောင်းယူမှုတွေရှိနေတဲ့အတွက်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ဒီကြောင့်ကို MCM မိုးပြင်းရဲ့သတင်းတော်ဟင်းသာနီကရိုက်ကူးပေးပို့ထားပြီးတင်စာကတင်ဆက်ပေးထားပါတယ်ခင်ဗျာ။လွတ်တော်ဝန်ထမ်းအဖြစ်လာရောက်လျှောက်ထားသူတွေကိုပြီးခဲ့တဲ့ဇွန်လမှာရေးဖြည့်နှုတ်ဖြည့်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး အဲ့ဒီတဲကအထူးချိုနဲ့သူကိုဦးကိုလွှတ်တော်ဝန်ထမ်းအဖြစ်နဲ့ဇွန်လ30ရက်နေ့မှာခန့်အပ်ခဲ့တာပါမွန်ပြည်နယ်မှာလွှတ်တော်ဦးစည်းမှုဆိုသူကလွှတ်တော်ကခန့်အပ်လိုက်တဲ့ဝန်ထမ်းတွေကိုအလုရအောင်ကူညီမယ်ဆိုပြီးငွေကြေးတောင်းခံခဲ့တယ်လို့သတင်းထွက်ပေါ်နေတဲ့အတွက်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦးကပြောပါတယ်ဥက္ကဋ္ဌဒုဥက္ကဋ္ဌနဲ့ညွှန်မှုတွေဘရော့ကိုကာရဝါပြုတ်ဖို့ဆိုတော့တရားသုံးသိန်းတွေတောင်းခံနေတဲ့ဆိုတော့ အောက်ခြေရောက်ဝင်တာလူစီရတယောက်တာအဲ့လိုမျိုးတင်းတက်လာဘုဘက်ကတော့အေးချာပြောတယ်အေးချာပြောတယ်အဲ့ဒါအဲ့ဒီဒီကိစ္စနဲ့ပတ်သက်တယ်ကျွန်တော်တို့တော့စိတ်ကောင်းတယ်အမှန်တကယ်ကျွန်တော်တို့ကဒီအခြေချင်းအပြည့်ဝနဲ့စကားတွေရွေးချယ်တယ်ကျန်တာပါမှမရှိဘူးအဖြူစင်ဆုံးရွေးချယ်တယ်စနစ်မျိုးရွေးချယ်တယ်ဒါပေမဲ့ရွေးချယ်ပြီးပြီးတော့သူ့အခြေချင်းနဲ့သူ့အောင်မြင်လာတဲ့လူမှန်တကယ်ပဲ ကျေလို့တောင်းလဲဆိုရင်တော့ဒါလုံးဝမွန်နန်းစင်းစင်းကချုပ်ဖတ်တာလို့ကျွန်တော်မှတ်တယ်ဒါအပြင်ရွေးချက်ခံထားရတဲ့ဝန်တန်း၉ဦးတည်းကတဦးကငွေမပေးခဲ့တာကြောင့်လွှတ်တော်ဝန်ထမ်းအဖြစ်ဆက်လုပ်မယ်ဆိုရင်အညှိုးနဲ့စောင့်ကြည့်မှာကိုစိုးရိမ်တဲ့အတွက်ဆက်လက်တာဝန်မထမ်းဆောင်ကျင်တော့ဘူးလို့ပြောဆိုခဲ့တယ်လို့ဒေါက်တာအောင်နိုင်ဦးကပြောပါတယ်။ အခုလိုငွေကြေးတောင်းခံတဲ့ကိစ္စကိုချက်ချင်းစုံစမ်းစစ်ဆေးပြီးအမှန်ကန်ဆုံးဖြစ်အောင်စစ်ဆေးဆောင်ရွက်သွားမယ်အကြောင်းမွန်ပြည်နယ်လွတ်တော်ဥက္ကဋ္ဌဒေါ်တင်ဤကပြောပါတယ်အဲ့ဒီလွတ်တော်ကနားခါတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ခါလည်းခါပြီးပြီ။နော်ခါစားလည်းချော့ပြီးပြီ။အမီရာဆိုင်နေရပြီ။စနေညပိုင်းပြီ။အဲ့ဒီအစုံနောက်ပြည်နာဆွေးစားတယ်။နော်။စုံနောက်ပြည်နာဆွေးစားတယ်။တင်းနေနေလည်းအဒီဆွေးစားတယ်။ပြည့်တဲ့ခါကျတော့တင်းလာနေမနေရ။ရုံရတော့အဒီပြောတယ်။ ောက်မှပြရသူတော့ထောက်တယ်စုံသားမိဖန်စစ်စင်းတယ်လို့စစ်စေးပေါ်ပေါက်တာကိုလည်းအတူရစိတ်ပေးသေးတယ်လို့သိပေးတယ်เนาะဒီလိုဆက်တာမွန်ပြည်နယ်လွတ်တော်မှာဖွဲ့စည်းပုံပြည်ဝန်ထမ်း62ယောက်လိုအပ်နေတာဖြစ်ပါတယ်။လက်ရှိအချိန်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလွတ်တော်ဝန်ထမ်းအဖြစ်ဝန်ထမ်း30ကျော်လုပ်ကိုင်နေပြီးလိုအပ်တဲ့အမှုတန်းဝန်ထမ်းတွေကို ပြည်ပကနေအခုလိုခေါ်ယူနေတာပဲဖြစ်ပါတယ်ရှင်။ ောက်ကိုရီးယားနိုင်ငံကဇူလိုင်လ3ရက်နေ့ကပြစ်လွတ်လိုက်တဲ့တိုက်ချင်းပစ်ဒုံးကြီးဟာနျူကလ িয়ার ထိပ်ဖူးတက်စင်ကပြစ်ခတ်နိုင်ပြီးကမ္ဘာပယ်နေရာမှာဆိုရောက်အောင်ပြစ်ခတ်နိုင်တယ်လို့ပြောပါတယ်။မြောက်ကိုရီးယားနိုင်ငံအနေနဲ့ပြီးခဲ့တဲ့ရက်ပိုင်းကပြစ်လွတ်လိုက်တဲ့ဒုံးကြီးဟာအမေရိကန်နိုင်ငံထိပြစ်ခတ်နိုင်တယ်လို့ကြေညာသူတွေကသုံးသပ်နေကြပါတယ်။အမေရိကန်နိုင်ငံသားဝင်ကြီးတီလာဆန်ကမြောက်ကိုရီးယားနိုင်ငံဒုံးကြီးစမ်းသပ်မှုဟာအမေရိကန်နိုင်ငံလွတ်လပ်ရေးအနေနဲ့မဟာမိတ်တွေအပေါ်ချိတ်ချောက်မှုတွေထပ်မံပြုလုပ်လာနိုင်တာဖြစ်ပြီးပြင်းထန်တဲ့အရေးယူရမယ်လို့ပြောပါတယ်။ မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျွန်အန်ကနိုင်ငံရဲ့မဟာဗျူဟာမြောက်လက်နက်လုံနိုင်စွမ်းနဲ့မှာဟိုက်ဒရိုဂျင်ဘုံတိုက်ချင်းပစ်ဒုံးကြီးနဲ့နျူကလ িয়ার ဘုံတို့ပါဝင်ကြောင်းပြောဆိုထားပါတယ်။မြောက်ကိုရီးယားနိုင်ငံအနေနဲ့ကမ္ဘာနိုင်ငံတွေကြားတိမမှုတွေဖြစ်လျှော့နိုင်မဲ့နီလမ်းမတွင်ဆိုးရတဲ့အကျိုးဆက်တွေရှိလာနိုင်တယ်လို့ကုလသမဂ္ဂဆိုင်ရာတရုတ်တမ်မကြီးကပြောဆိုလိုက်ပါတယ်ခင်ဗျာ။ MCN သတင်းတာကဒီကနေ့အတွက်နောက်ဆုံးရရှိတာတဲ့ပြည်ရင်းပြည်ပသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ အခြားနေ့မှာလည်းတခြားထူးခြားတဲ့ပြည်တွင်းပြည်ပသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားအောင်ပါ MCN သတင်းထံရဲ့အစီအစဉ်တွေကိုတော့ www.mcntv.biz နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာတော့ MCN TV News ဆိုပြီးရှာဖွေကြည့်ရှုနိုင်ပါတယ် MCN နေခွန်းလည်းဆိုရွေးထွက် MCN တရင်လာကဒီကနေ့အတွက်နောက်ဆုံးရရှိတာတဲ့ပြည်ရင်းပြည်ပသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ် ။နောက်နေ့ဒီမှာလည်းတခြားထူကြတဲ့ပြည်တွင်းပြည်ပသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားအောင်ပါ။ MCN သတင်းထားရဲ့ထုတ်လွှင့်ပြီးသားအစီအစဉ်တွေကို www.mcntv.biz နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ MCN TV News ဆိုပြီးရှာဖွေကြည့်ရှုနိုင်ပါတယ်။ MCN သတင်းထားရဲ့နေ့စဉ်ရုပ်သံသတင်းအစီအစဉ်ကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်အောင်ကြုံမှုပါ။ Yeah.